အေယာဝတီတိုင်းဒေသကြီးမြောင်းများခရိုင်မြောင်းများမြို့နယ်ကျုံဝါကျေးရွာရှိနေပညာပြန့်ပွားရေးစင်တာမှာမျိုးစေ့ချကရိယာနဲ့စီထွက်တည်နှံနေကြာပဲပုံပဲကြီးမျိုးစေ့ပေးအပွဲအခမ်းအနားကိုဒီကနေ့မနက်ပိုင်းကပြုလုပ်ရတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မဝင်းကတိုင်းဒေသကြီးမှာထွက်ရှိတဲ့အရေးအသွေးကောင်းမွန်တဲ့ပေါ်ဆန်းမွေးကိုတိုင်းဒေသကြီးရဲ့ brand တစ်ခုအဖြစ်ရည်တည်နိုင်ရန်ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း ညောင်များခရိုင်ဟောင်းစိုက်ပျိုးရေးမှာအောင်မြင်ဖြစ်ထွန်းတဲ့ခရိုင်ဖြစ်တဲ့အတွက်တောင်သူများအနေဖြင့်အောင်မြင်အောင်ဆောင်ရွက်ရန်လိုအပ်ပါကြောင်းပြောကြားပါတယ်။ အဲ့ဒီနောက်ဒိုင်နေတာချင်းဝကြီးချုပ်ကတောင်သူများထံသို့မျိုးစင်းချကရိယာဒရမ်စီတာနဲ့ရေစင်းဆက်မျိုးနေကြတဲ့မျိုးစင်းများကို၎င်းလုံချုံရင်းနဲ့နေဆက်ရေးရဝန်ကြီးကမျိုးစင်းချကရိယာဒရမ်စီတာနဲ့ပဲပုံမျိုးစင်းများကို၎င်းလမ်းပန်းဆက်သွယ်ရေးဝန်ကြီးကပဲပုံမျိုးစင်းနဲ့ပဲကြီးမျိုးစင်းများကို၎င်းတယန်စာတရေးရဝန်ကြီးကပဲပုံမျိုးစင်းနဲ့ရေစင်းဆက်မျိုးနေကြတဲ့မျိုးစင်းများကို၎င်းအတီးတီးပေးအပ်ခဲ့ကြပြီးဒိုင်နေတာချင်းဝကြီးချုပ်နဲ့တောင်းရှိသူများသည့်မျိုးစင်းချကရိယာဒရမ်စီတာများအားလိုက်လံကြည့်ရှုခဲ့ပါသည်

ဆက်လက်ပြီးတိုင်းဒေသချင်းဝန်ကြီးချုပ်နဲ့အဖွဲ့သည်တာပေါင်းမျိုးနဲ့ဂုံမင်းချင်းရွာတို့ရောက်ရှိပြီးဂုံမင်းကွင်းရေချနောက်ဆိုင်ဧကများမှာအချိန်မီစပါပြန်လည်စိုက်ပျိုးရေးဆောင်ရွက်နေမှုများကိုကြည့်ရှုစစ်ဆေးပြီးတိုင်းဒေသချင်းဝန်ကြီးချုပ်ကစိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းများအောင်မြင်ဖြစ်ထွန်းအောင်ဆောင်ရွက်ကြရန်တာဝန်ရှိသူများအားမှာကြားခဲ့ပြီးဒေသခံများရဲ့လိုအပ်ချက်တင်ပြမှုများအပေါ်သက်ဆိုင်ရာတာဝန်ရှိသူများနဲ့ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။ အဲ့ဒီနောက်တနင်္သာရချင်းဝန်ကြီးချုပ်နဲ့တာဝန်ရှိသူများသည့်ညနေပိုင်းမှာပတ်သက်မြို့ကြောင်းတိုင်အားကစားကွင်းမှာကျင်းပတဲ့မြန်မာ National League 2025 2026အမှတ်ပေဘောလုံးပြိုင်ပွဲအရာဝတီ United FC နဲ့မဟာ United FC တို့ရဲ့ပွဲစဉ်တို့တက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်းသိရပါရရှင်ဒီသတင်းကိုတော့ပတိန်သတင်းဌာနကွယ်မှပေးပို့ထားတာပဲဖြစ်ပါရရှင်